မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအခြေစိုက်စစ်ကောင်စီတပ်ရင်းများကိုတခုပြီးတခုတိုက်ခိုက်သိမ်းပိုက်လျက်ရှိရာလက်ရှိမှာတပ်ရင်းနှစ်ခုထက်မနည်းကိုသိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ23ရက်နေ့မှာခလိုက်ရ68ခလိုက်ရ41နဲ့ခမရ900ခွန်တို့ကိုမဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ပြီးတော့တရင်တချို့ကိုသိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာရှေ့တန်းစစ်ရေးအခြေအနေဟာရှုပ်ထွေးပြီးတော့စစ်ရေးတင်းမာမှုတွေမြင့်တက်နေတယ်လို့သိရပါတယ်။လာရှိုးအတွင်းကိုမြောက်ပိုင်းမဟာမိတ်တပ်များကစစ်ကြောင်းကြီးများခွဲပြီးတော့ဇက်တိုက်ဝင်ရောက်တိုက်ခိုက်နေကြောင်း MNDA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ခလိုက်ရ68ခလိုက်ရ41ခမရ900ခွန်တို့ကိုကျွန်တော်တို့သိတဲ့လောက်ကတော့သိမ့်ပိုက်ပြီးပြီလို့သိရတယ်။ တိန်းတဲ့မဟာမိတ်စစ်ကြောင်းတွေကတခုနဲ့တခုမတူသလိုလာရှိုးတဲ့ကိုထပ်ပြီးဝင်နေတဲ့စစ်ကြောင်းတွေကလည်းမတူညီဘူးနောက်တစ်ခါတိန်းလိုက်တဲ့အခါမှာဟိုဘက်ကစစ်ကူတွေအလုံးရင်းပြန်ဝင်လာရင်ဒါမှမဟုတ်လေရင်နဲ့ဘုံလာခြင်းပြန်ဆုတ်ရတယ်ဒီဘက်စစ်ကြောင်းကစစ်တပ်စခန်းတိန်းနေတာကိုဟိုဘက်စစ်ကြောင်းကမသိတာမျိုးလည်းရှိတယ်ဆက်သွယ်ရေးဖုန်းလိုင်းတွေကလည်းမရဘူးတိန်းနဲ့မသိမ်းဘူးဖြစ်နေတာအဲ့ဒီပြဿနာပါ ရှေ့တန်းမှာလဲစီရေးအခြေအနေတွေကရှုပ်ထွေးနေတဲ့အပြင်စီရေးတင်းမာမှုကအမြင့်ဆုံးအခြေအနေကိုရောက်နေပါတယ်မဟာမိတ်တပ်တွေဘက်မှာလဲအထီးကိုက်တွေရှိတယ်လို့ MNDA ရဲ့စီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်မနေ့ကအထက်မှန်အိုင်မှာရှိတဲ့ခမရ900ခွန်တရင်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်သားအလောင်းများစစ်တုံးဘန်းများနဲ့လက်နက်ခဲယမ်းများကိုရရှိခဲ့ပြီးတော့အသေးစိတ်ကိုတော့တပ်ဆိုင်ရာကထုတ်ပြန်လိမ့်မယ်လို့သိရပါတယ် ဒီကနေ့မနက်ပိုင်းမှာလဲလားရှိုးမှာလက်နက်ကြီးပြစ်ခတ်သံများလက်နက်ငယ်များနဲ့အပြန်အလှန်ပြစ်ခတ်သံများကြားနေရတယ်လို့သိရပါတယ်။ရက်ကွက်၁ရက်ကွက်၄ရက်ကွက်9ဘက်ကပြစ်ခတ်သံတွေကြားနေရတယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာဒီကနေ့ဇူလိုင်လ24ရက်နေ့မနက်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့လာရှိုးအကျဉ်းထောင်ပွင့်ခြင်းမရှိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှိုးမြို့ဒိန်းတိုက်ပွဲကိုကိုကန့်တက်မတော် MNDA နဲ့မဟာမိတ်တပ်များကဇူလိုင်လ3ရက်နေ့ကတည်းကစတင်ထိုးစစ်ဆင်လျက်ရှိရာ သုံးပတ်ကြာတဲ့အထိတိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိပြီးတော့စစ်ကောင်စီတိုက်ရဲတချို့ကို MNDAA ကသိမ်းယူထားတယ်လို့သိရပါဗျ။ဒီကနေ့လဲတိုက်ပွဲတွေဖြစ်နေတုန်းပါပဲရက်ကွက်ခွန်ရှစ်အထိကိုကိုကန့်တက်ပြီးရောက်နေပြီလို့ကြားတယ်လို့ဒေသခံကပြောပါတယ်။မြို့ကန်အများစုဟာစစ်ဘေးတိမ်းရှောင်နေကြအကြောင်းလဲဒေသခံတွေကပြောပါတယ်။မနေ့ကလာရှိုးအချင်းထောင်ပွင့်ပြီးတော့အချင်းသူအချင်းသားများလွတ်မြောက်လာတယ်ဆိုတဲ့ရေးသားမှုများလူမှုကွယ်ရေးပေါ်မှာပြန့်နှံ့နေခြင်းနဲ့ပတ်သက်ပြီးတော့လာရှိုးဒေသခံကဒီကနေ့အထိတော့ထောင်မပွင့်သေးပါဘူးလို့ ဇူလိုင်လ24ရက်နေ့မနေ့ကပြောကြားထားပါတယ်လာရှုံမြို့အခြေအနေများကိုနေ့စဉ်အသိပေးလေးရှိတယ်ဒေသခံတအုပ်ကလည်းဒီကနေ့မနေ့ကနေစပြီးတော့ပြစ်ခတ်တမ်းများကြားနေရတယ်လို့ပြောဆိုခဲ့ပါတယ်ရက်ွက်၄အမှတ်16ကျောင်းဘက်ရက်ွက်၁ရန်တိုင်းအောင်အနောက်ဘက်အေးချမ်းတာယာဓမ္မယုံအနောက်ဘက်နဲ့ရဲဘော်ဟောင်းဘက်ကပြစ်နေတယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ် အဲ့ဒီဒေသခံဟာစစ်ရှောင်များကုညီရေးဆောင်ရွက်နေသူဖြစ်ပြီးတော့မြို့နယ်လာဝကရုံအောက်ဘက်မှာရှိတဲ့စစ်ဘေးရှောင်များအတွက်စံနေတည်ယူဖို့အတွက်ဆောင်ရွက်နေတဲ့အချိန်ပြစ်ခတ်မှုများရှိနေတဲ့အတွက်ပြန်လှည့်ခဲ့ရတယ်လို့အသိပေးထားပါတယ်။လာရှုံမြို့မှာရှိတဲ့စစ်ကောင်စီတပ်ရဲခလိုက်ရ41နဲ့ခလိုက်ရ68တို့ကိုကိုကန့်တပ်ဖွဲ့များကတိမ့်ပိုက်ထားပြီးပြီလို့စီရဲသတင်းအရင်းမြစ်နဲ့ဒေသခံတွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့1027ဒုတိယလှိုင်းဆက်စင်ရေးမှာ မမပြည်သူလွတ်မြောက်ရေးတပ်တော် BBLA ပါဝင်နေတဲ့ဓာတ်ပုံမှတ်တမ်းများကို BBLA ကဒီကနေ့မှထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027စစ်ရေးအပိုင်းနှစ်အတွင်းမှာမမပြည်သူလွတ်မြောက်ရေးတပ်တော် BBLA ရဲ့အမှတ်230ဒေသရဲ့လှုပ်ရှားမှုတချို့ကိုဖော်ပြကြောင်း BBLA ကသတင်းထုတ်ပြန်ထားပါတယ်။တော်လိုင်းရဲ့သတင်းအမြစ်တစ်ခုကတော့1027ဒုတိယလှိုင်းစစ်ရေးမှာ BBLA အပြင် NUG ကာကွယ်ဝင်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်တပ်များပါဝင်နေပြီးတော့အထူးသဖြင့်အညာဒေသက PDF တပ်ကြီးချို့လဲပါဝင်နေကြောင်းပြောဆိုခဲ့ပါတယ်အဓိကကတော့လာရှိုးဂွေမှာ PDF တပ်တွေရော BPLA တပ်တွေရောအဓိကပါဝင်ပြီးတော့တိုက်ပွဲဝင်နေကြတာလို့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်1027ဒုတိယလိုင်းဆက်စင်ရေးဟာဇွန်လ25ရက်နေ့မှာစတင်ခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိရှမ်းမြောက်ဒေသမိုးကုတ်မြို့နယ်စင်ကူးမတရားဒေသများအထိကိုစစ်ရေးကျယ်ပြန့်လျက်ရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်မှာအတင်းအဓမ္မစစ်သားတွေစုဆောင်းနေတဲ့ရွာသိရက်ကွက်အုပ်ချုပ်ရေးမှူးတန်းထွေးနယ်ခလာရခုံခုံကတက်ချက်ဖိုးလင်းတို့ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ17ရက်နေ့မနက်9:35မိနစ်အချိန် ရင်နံကြောင်းမြို့နယ်ရွှေဝုံသာရက်ကွက်တခင်ဖိုးလာကြီးလမ်းဗရောက်ဖူးလက်ဖေးဆိုင်မှာရွာသိရက်ကွက်အုပ်ချုပ်ရေးမှူးတန်းထွေးဟာလက်ဖေးတောင်းနေတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။တိတ်ဆုံသွားတဲ့အုပ်ချုပ်ရေးမှူးတန်းထွေးဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေကိုအခွင့်ကောင်းယူကာမြို့ပေါ်ရက်ကွက်များကအမျိုးသားအမျိုးသမီးလူငယ်များအားအတရားဓမ္မစစ်မှုထမ်းလိုက်ရန်ပေါ်တာဆွဲကမ်းခြင်းမှာတက်တက်ကြွကြွနဲ့ဥဆောင်ပြီးတော့လှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးလှုပ်ဆောင်မှုကိုရပ်တန့်ရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များကအချိန်ချင်းသတိပေးထားပြီးဖြစ်တော့လဲလိုက်နာခြင်းမရှိတဲ့အတွက်အခုလိုမျိုးတုတ်တင်ရှင်းလင်းလိုက်ရခြင်းဖြစ်တယ်လို့အသိပေးထားပါရယ်အလားတူပဲဇူလိုင်လ20ရက်နေ့မှာရေနံကြောင်းမြို့အခြေစိုက်ခလိုက်ရခွန်ခွန်ကတက်ကြွဖိုးလင်းဟာအယုတ်ဝင်းနဲ့ဆိုင်ကယ်စီးပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များရဲ့သတင်းများကိုထောက်လန်းပေးနေတဲ့အတွက်တွားရောက်ဖမ်းဆီးရမှာခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်တိတ်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်များအပေါင်းပါများနဲ့နိနိကက်ကက်တွာလာနေထိုင်ခြင်းမျိုးကိုမပြုကြရရင် ၎င်းတို့ရဲ့သွာလာလှုပ်ရှားမှုသတင်းများကိုလည်းပြည်သူ့ကာကွယ်ရေးအဖွဲ့များထံကိုအချိန်နဲ့တပြေးညီသတင်းပေးကြဖို့ကိုမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်များမိလောင်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ23ရက်နေ့မနက်ကချောင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဆွဲရာကံကြီးကုန်းကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်သား3ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့သတင်းတာဝန်ကပြောဆိုခဲ့ပါတယ်။ရန်သူနယ်မြေဘက်ကို က်နိုင်တဲ့များကတ်ပြီးတော့မိုင်းထောင်တာတို့ကင်းတိုးတာတို့လုပ်နေတဲ့အချိန်မှာရန်သူကာကင်းနဲ့တွေ့ပြီးတော့ရှင်းလင်းခဲ့တာပါထိခိုက်ဒေဆုံးတာတွေကတော့ရဲဘော်တွေရဲ့မျက်မြင်ပဲဒီထက်ပိုနိုင်ပါတယ်လို့ ချောင်းပကဖရဲ့သတင်းတာဝန်ခံကပြောဆိုခဲ့ပါတယ်။အဲဒီနောက်မှာတော့နေ့လယ်ပိုင်းမှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့ MI-35 ရဟတ်ယာဉ်ဟာတိုက်ပွဲဖြစ်တဲ့ကံကြီးကုန်းကျေးရွာနဲ့တမိုင်ကပ်ကွာဝေးတဲ့ရွှေလေကျေးရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်ပြည်သူတအုပ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့လူနေအိမ်၄လုံးထက်မနည်းမိလောင်ပျက်စီးခဲ့ရကြောင်းဒေသခံများကပြောပါတယ်။ချောင်းပကဖဟာဇော်လိုက်လ19ရက်နေ့ကလည်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းပေါ်မှာရှိတဲ့နတ်ရီကန်ရွာစစ်ကောင်စီဂိတ်ကိုဒရုန်းနဲ့ဘုံဒီကျဲချတိုက်ခိုက်ခဲ့ရ စစ်ကောင်စီတပ်တွေထိခိုက်သေးဆုံးမှုရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတက်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်မှာအရခတက်တော် AA ကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ပုံနာကျုံမြို့နယ်ကိုစစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီတပ်ရင်းနဲ့နေပြည်များကလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ23ရက်နေ့ညနေပိုင်းမှာစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ပုံနာကျုံမြို့နယ်ကျွဲထိုးကြီးရွာကဒေသခံပြည်သူ9ဦးထက်မနည်းဟာထိခိုက်ဒဏ်ရာရရှိသွားကြောင်းရွာသားများကပြောဆိုထားပါတယ်။စစ်တွေကနေပြီးတော့လက်နက်ကြီးနဲ့မပစ်ခတ်တာတော်တော်လေးကိုကြာနေပြီ ်ဒီအပိုင်းမှာပြန်ပြီးတော့ပြစ်ခတ်နေတယ်မနေ့ကပြစ်ခတ်လိုက်တဲ့လက်နက်အကြီးကြောင့်ရွာသား၅ဦးဒဏ်ရာရတယ်အသက်အန္တရာယ်စိုးရင်ရလားမရလားတော့မသိဘူးအခုတော့စေကူတမှုပေးနေကြတယ်လို့ပြောဆိုခဲ့ပါတယ်ပေါတော့ပုံနာကျွန်ရသေးတောင်မြောက်ဦးစတဲ့မြို့များကိုအေကတိမ့်ပိုက်ချင်းကလည်းစစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီတပ်ရင်းများနဲ့ကလရန်မြေကျောင်းမှာရှိတဲ့တွာလာနေတဲ့စစ်သင်္ဘောများကလက်နက်အကြီးများနဲ့အဆက်မပြတ်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ် စစ်ကောင်စီရဲ့လက်နက်အကြီးပစ်ခတ်မှုကြောင့်ပုံနာကျောင်းမြို့နယ်ကျွဲထိုးကြီးရွာကဒဏ်ရာရရှိသွားတဲ့ရွာသားများကတော့မဆိုင်ကြော့နုဒေါ်မကြော့မောင်နေမျိုးလင်းနဲ့မောင်နေမျိုးဦးတို့ဖြစ်ပြီးတော့ကျန်တဲ့တအူးကတော့အမြင်မသိရသေးပါဘူးရခိုင်စစ်ရေးစောင့်ကြည့်သူတအူးကရခိုင်မြောက်ပိုင်းမှာကစစ်တွေနဲ့မောင်တော်ပဲကျန်တော့တယ်မောင်တော်ကတိမ့်လူနေပါဖြစ်နေပြီစစ်တွေကတော့တိုက်ပွဲမရှိသေးဘူး အေကတော့စစ်တွေမျိုးကိုလည်းတိမ်းမှဖြစ်တဲ့အတွက်အခုကလေးကနေပြီးတော့စစ်ကောင်စီရဲ့လမ်းကြောင်းတွေအားလုံးကိုဖျက်တောက်ထားတယ်လို့ပြောထားတယ်စစ်တွေမှလည်းထွက်လို့မရသေးဘဲနဲ့ပိတ်မိနေတဲ့ပြည်သူတွေကရှိနေသေးတယ်လို့ပြောဆိုခဲ့ပါတယ်လက်ရှိရခိုင်ပြည်အတွင်းမှာတန်တွဲမောင်တော်နဲ့အန်ဒီတားတို့မှာတိုက်ပွဲများပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်စခန်းများကိုအေကတိုက်ခိုက်သိမ်းယူနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ကြည်တောက်ပေါက်ရွာကို အကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရာအသက်9လအရွယ်ကလေးငယ်တအူးအပါဝင်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့မှာစင်ကူးမြို့နယ်ကြည်တောက်ပေါက်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရာအသက်9လအရွယ်ကလေးငယ်တအူးအပါဝင် ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကစင်ကူးမြို့နယ်ကြည်တောက်ပေါက်ရွာကိုစစ်ကောင်စီကလေရင်ကဘုံကျဲသွားတာပြည်သူ6ဦးထက်မနည်းထိခိုက်ဒဏ်ရာရတယ်။အသက်9လအရွယ်ကလင်းငယ်တအူးဝမ်းပိုက်မှာထိမှန်ဒဏ်ရာရတယ်။အခြေအနေကတော့မစိုးရင်ရပါဘူးလို့ဒေသခံပြည်သူတအူးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ